အလုံးမဲမင်္ဂလာပါအာဒီဗီဒီယိုလေးကတော့ကျော်ဒီကွန်ပျူတာတွေလက်တော့တွေမှာသုံးတဲ့ UPS တွေပြတ်သွားလို့ရှိရင်ကျော်ဘက်တရီချာဂျင်အသွင်းနဲ့ဟာဒါမှမဟုတ်ကျော်တော့အင်ပါတာပြုလို့ပြောင်းသုံးမလဲဆိုတာကိုကျော်ဒီဗီဒီယိုမှာပြောပြပေးတော့ပါမယ်ထုံစံတိုင်းကျော်ဗီဒီယိုလေးကိုတွားကြည့်အောင်ပါ ကျော် UBS တို့ပြတ်သွားနေဆိုရင်တော့ကျူပြပြပေါ်ခင်ရင်ပါတယ်ဒါပေမဲ့ကျော် transformer တို့မဟုတ် coin ရတော့တုံးတက်နေမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော် battery charging ဘယ်လိုပြောင်းသုံးမလဲဆိုတော့ပြောပြပေးတော့ပါမယ် UPS တွေမှာကတော့ကျော်တစ်ခုနဲ့တစ်ခုမတူပါဘူးတချို့က၄စာရှိတယ်တချို့က၆စာရှိတယ်ကျွန်တော်မှာရှိတာကတော့ဒါ၆စာဖြစ်ပါတယ်ပုံမှန်ပြရတာတော့ဗီဒီယိုထဲမှာကျော်၄စာဖြစ်ပါတယ်အများအတန်းကျတော့အစွန်းတစ်ဖက်ကကျူဒါမှမဟုတ် energy ပုံတွေယူပြီးတော့ကြိုက်တဲ့ကျူချိတ်လို့ရပါတယ်အဲကျူများတဲ့ဖက်က AC အဝင်ဖြစ်ပါတယ် ဲ့တော့သူ့ကိုကျွန်တော်တို့အာအထွက်ပိုဒစ်လေးကိုအရင်ဆုံးစမ်းကြည့်ပါမယ်ကျောင်းမီတာကိုကျောင်း AC scheme မှာထားမှာဖြစ်ပါတယ်ဒီကောင်တိုင်ခွင့်မထားတဲ့အတွက် AC DC DC မစစ်ပါဘူးအဲ့တော့ကျွန်တော်6.8ဒါမှမဟုတ်7.2ရှိပါမယ်ဒါကြောင့် VPS တွေက24ထားအောင်ကျွန်တော်တို့အားမပြေပါဘူး ဲ့တော့ဒီကောင်က6စား coin တွေကိုနှစ်ခုပေါင်းထားတဲ့အတွက်ဒီကောင်ကိုကျွန်တော်တို့တွဲဖို့ဖြစ်အောင်ကျွန်တော်အဲ6စား coin တစ်ခုကိုပေါင်းပေးရမှာဖြစ်ပါတယ်အဲ့ဒါလေးကျွန်တော်ခွဲထုတ်ပြီးတော့ဒီနှစ် coin ကိုကျွန်တော်တို့ပေါင်းပေးမှာဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်ဖြတ်ထုတ်ပြီးတော့ဒီ coin နဲ့ coin ကိုကျွန်တော်ဆက်ပေးมาဖြစ်ပါတယ်တို့ပြီးဝင်ဆိုရင်တော့ကျွန်တော်မီတာနဲ့ connection ရှိမရှိကိုကျွန်တော်တို့ဆမ်းပါမယ် connection ရှိပါတယ် connection ရှိပါတယ်အဲ့တော့ကျွန်တော် connection ရှိတာနဲ့မရှိတာနဲ့ကိုကျွန်တော်တို့ဆက်ပေးလိုက်ပါမယ်အာဒီမှာဒီကောင်းကြီးက တန်းခွိုင်ဖြစ်တဲ့အတွက်ကျွန်တော်တို့အာနန်းကျိုးဒါမှမဟုတ်ရင်ကျော်ကလစ်လေးနဲ့ညက်ပြီးတော့မှသာကျွန်တော်တို့ခဲစော်ခဲဆွဲခဲတူလို့ရမှာဖြစ်ပါတယ်တန်းခွိုင်စော်တိုင်ရကျော်ခဲကျွေးလို့မရပါဘူးခဲမဆွဲပါဘူးအဲ့တော့ဒါမျိုးနန်းကျိုးလေးကိုပတ်ပြီးတော့မှသာကျွန်တော်တို့ခဲကျွေးလို့ရမှာဖြစ်ပါတယ်ဒီညမှာကြီးခွင်ဆိုရင်တော့ကျွန်တော်တို့တိုင်ရခဲကျွေးလို့ရပါတယ်ဒီဟာတန်းခွိုင်ဖြစ်တဲ့အတွက်ကျွန်တော်တို့အင်းဆုံးနန်းကျိုးပတ်ပြီးမှကျွန်တော်တို့ခဲကျွေးလို့ရမှာဖြစ်ပါတယ်အင်းဆုံးကျွန်တော်တို့ခဲကျွေးလိုက်ပါဦးမယ် ပြီးရင်တော့ကျွန်တော်အထွက် voltage လေးကိုပြန်ဆန်းကြည့်ပါမယ်73.5 5ဘူလောက်ထွက်ပါပြီဒါဆိုတော့ကျွန်တော်တို့ဘက်ထရီအားသွင်းလို့ရပါတယ်ဒီမှာကျွန်တော်တို့ဘက်ထရီကို OGG ကြီးကျွန်တော်ဒီအားတော့40အိုးလောက်ပဲကျွန်တော်ဆန်းထားတာရပါတယ်နောက်တော့မယ်ဆိုကျွန်တော်ဒိုင်အုပ်ခံပြီးရပါမယ်ဒီမှာဒိုင်အုပ်ခံရင်ဒါမျိုးခံပြီးလို့ရပါတယ် အာဒီလိုမှမလုပ်တဘူးဆိုရင်တော့ကျွန်တော် break rectifier လို့ခေါ်တယ်ဒီလားဒါမျိုးတိုင်အောင်ကိုတုံးလို့ရပါတယ်အမ်ဒါဆိုရင်တော့ကျွန်တော်အိုးကြီးကြီးတွေအတွက်အဆင်ပြေပါလိမ့်မယ်အမ်ဒီဗီဒီယိုတင်းပြထားမယ်ဆိုရင်တော့ဒါ 9AH လောက်ပဲအဆင်ပြေပါလိမ့်မယ်ပြီးွားရင်တော့ကျွန်တော်တို့တက်လို့ရပါပြီကျွန်တော်အလင်းငုတ်ကိုလွတ်ထားလို့ရပါတယ် ပြီးရင်တော့ကျွန်တော်တို့ဒီမှာအချက်ပြမီတက်ရှင်နေဆိုရင်တော့ကျွန်တော်တို့မီတုံးလို့ရပါတယ်တွဲဖို့ဖြစ်တဲ့အတွက်ကြောင့် LED ကို 1K resistor တွေခံပေးလိုက်ပါမယ်ကြောက်ပြီးတော့ရင်တော့အသွင်မှုအတွက်အပေါင်းအနှုတ်ကျွန်တော်ချိန်ပေးလိုက်ပါမယ်။ဒီတော့ကျွန်တော်ဘက်ထရီကိုမှစမ်းကြည့်ပါမယ်။ ဒါကတော့ကျွန်တော်စမ်းထားတာဖြစ်ပါတယ်ကျွန်တော်40ဦးလောက်ကိုအဆင်ပြေပြေတွန်းလို့ရပါတယ်ဒါကကျွန်တော်လောက်ထားတဲ့ဟာလေးဖြစ်ပါတယ်ပုံလေးဟာတော့အဲ့တော့ကျွန်တော်ဘက်တရီတွေကကျွန်တော်ပို့ကိုမီတာနဲ့ရင်ဆန်းပြီးတော့တိုင်ကြည့်ပါမယ်โอเคကျွန်တော်တွဲဖို့လောက်တော့ရှိပါတယ်ဒါကိုကျွန်တော်ချာချင်းချိန်ပြီးတော့တိုင်ကြည့်ပါမယ်အားဝင်မဝင်ကျွန်တော်စနေတက်တမ5ဖို့ရှိပါတယ် ကျွန်တော်ဒီကွိုင်းလေးကိုစမ်းကြည့်ရတဲ့လောင်းကတော့ကျွန်တော်40 AH လောက်ထိကိုအဆင်ပြေပါတယ်။အဲသူ့ကိုကြာကြာသွင်းမယ်ဆိုရင်တော့ကျွန်တော်ကွိုင်းရံပူပါတယ်။ Adware fan လေးတက်ပြဖို့လိုပါတယ်။ fan လေးမတက်ဘူးဆိုတော့နာနာလေးသွင်းမှအဆင်ပြေပါမယ်။ဟုတ်ကဲ့ကျွန်တော်ဘက်တရီကိုပြေပါပြီ။အော်နောက်တစ်နည်းအားကြတော့ကျွန်တော်ဒီ inverter ပြောင်းသုံးတဲ့နည်းဖြစ်ပါတယ်။အဲ dress to 12ထုတ်ပြီးသွားတဲ့ခါကျတော့ကျွန်တော် oscillator ကတ်လေးပဲ အဲတက်ပြီးဘူးလို့ပါတယ်ကျွန်တော်အမြဲတမ်းအလေကွိုင်းရဲ့အလေစားတော့အမြဲတမ်းဘက်ထရီအပေါင်းဖြစ်ပါတယ်ကျွန်တော်အောက်ဆီလီတာတန်လေးကိုကျွန်တော်ပြောပြပြပါမယ်အာဗီဒီယိုတွေကတော့ဒါတို့များဗီဒီယိုဖြစ်တဲ့အတွက်ဒီကတ်ကတော့အာတို့မှာမဟုတ်ပါဘူးကျွန်တော်တွေ့ဘူးနေကြကတ်လေးနဲ့ကျွန်တော်ပြပြပါမယ်အဲကျွန်တော်အများလေးပြပြီးတီလို့ပြထားတော့အာ ဒါအာ transformer ရဲ့အကြော်ဘေးနှစ်ဖက်ကကျွန်တော် wire လေးတက်ပြရမှာဖြစ်ပါတယ်။ကျွန်တော်အလဲကတော့ဒီရဲ့လေ B- လို့ပြထားတာတော့ကျွန်တော် battery node လေးချိန်ပြရမှာဖြစ်ပါတယ်။ကျွန်တော်အများအနီလေးနဲ့ပြထားတယ်။ B+ လို့ပြထားတာတော့ဒါ transformer ရဲ့အလဲကွိုင်းအလဲ wire ရောကျွန်တော် battery အပေါင်းကိုချိန်ပြရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါပြီးကျွန်တော်စမ်းကြည့်ပါမယ်။ ဟုတ်ကဲ့အဆင်ပြေသွားပါပြီဒါဆိုတော့ကျွန်တော်တို့အာမီထုံးလို့ရမယ်အဲကျွန်တော်တို့ဖုန်းကသွင်းလို့ရပါမယ်အာ150 180လောက်တော့ wire ထုတ်ပေးနိုင်ပါတယ်โอเคအားလုံးပဲအာဒါမျိုးကြီးရှိလို့ရှိရင်အခြားချင်းတော့မဟုတ်ကျွန်တော် inverter ပြောင်းသုံးလို့အာရပါတယ်ဒါလေးကတော့ကျွန်တော်လုပ်ထားတဲ့ဟာလေးဖြစ်ပါတယ်အားလုံးပဲအာကျွန်တော် အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အဲ channel တက်ရင် like and subscribe လုပ်သွားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်